အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းမှာဒီလအတွင်းဆိုက်ကလုန်းမုန်တိုင်းကြောင့်ရေကြီးမှုမြေပြိုမှုတွေမှာလူ900ကျော်တေဆုံးကြောင်းအတည်ပြုထားပြီးတော့ယာနေချီပျောက်ဆုံးနေဆဲဖြစ်ပါတယ်။မြောက်ဘက်အာချီတန်ယန်ဒေတာကအသက်ရှင်ကျန်ရစ်သူတွေဟာစေတနာဝန်ထမ်းကေဆေးစခန်းတွေစီတွားရောက်ဖို့ကြိုးပမ်းနေကြပါတယ်။အဲ့ဒီနေရာတွေကိုရောက်အောင်တွားနိုင်ခဲ့တဲ့သူတွေကတော့တန့်ရှင်းတဲ့အဝတ်အစားနဲ့ရေတွေရရှိကြတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။ကေဆေးပစ္စည်းဖြန့်ဝေမှုတွေနှေးကွေးနေတာကြောင့် ဖျိုးဖျဲဖြစ်နေတဲ့ကြားမှာလူရဲမှုတွေဖြစ်လာတယ်လို့ဒေသခံအမျိုးသားတအူးကပြောပါတယ် ဒါပေမဲ့ဒုက္ခသည်စကန်းကိုရောက်လာသူတွေတောင်မှအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီမိသားစုကတော့သူတို့ရဲ့ဇနီးတွေနဲ့မိခင်ဖြစ်သူအသက်63နှစ်အရွယ် RS ဆုံးပါသွားတဲ့အတွက်ကြောင့်ဝမ်းနည်းပူဆွေးနေကြတာပါ။သူဟာအလောတကြီးထွက်ပြေးခဲ့ရတဲ့အတွက်စေးဝါးတွေကြံရစ်ခဲ့ပြီးတော့နှစ်ရှည်ခံစားနေရတဲ့စီးကျိုယောဂါအတွက်စေးကူးသားမှုမခံယူနိုင်ခဲ့တာကြောင့်ယာယီကယ်ဆယ်ရေးစခန်းမှာပဲတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။စူမာတွားဒေသခံအစိုးရတာဝန်ရှိသူတွေကဂျာကာတာမြို့တော်မှာရှိတဲ့ ဲ့ပြည်ထောင်စုအစိုးရကိုအမျိုးသားအရေးပေါ်အခြေအနေကြီးညာပေးဖို့တောင်းဆိုထားပါတယ်။ပြည်စည်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ရန်ကုန်ငွေတွေထပ်မံချထားပေးဖို့သူတို့ကလိုလားနေကြပါတယ်။ဒီသတင်းပတ်အစောပိုင်းတုန်းကတော့တမရပရာဘူဆူဗီယန်တို့ကအခြေအနေတွေတိုးတက်လာနေပြီးတော့လက်ရှိစီစဉ်ဆောင်ရွက်မှုတွေကလုံလောက်မှုရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။ တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကတော့တတ်ထုဒူးပေါ်ရေးနဲ့တစ်ထုပ်လုပ်ရေးတွေကြောင့်ဖြစ်တဲ့တစ်တောပြုံးတိမှုတွေကရေကြီးမှုဒဏ်ကိုပိုဆိုးစေတယ်လို့အဖြစ်တင်ပြောဆိုနေကြပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာရေဘေးတင်ဒေသတွေဝန်းကျင်မှာတစ်တောခုတ်ထွင်ရှင်းလင်းတယ်လို့တန်တရားရှိတဲ့ကုမ္ပဏီတွေကိုစုံစမ်းစစ်ဆေးနေပါတယ်။တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကတန်တရားရှိတဲ့ကုမ္ပဏီတွေရဲ့လုပ်ငန်းလေပတ်မှုတွေကိုယာယီရက်ဆိုင်ထားပြီးတော့တဘာဝပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးမှုတွေလှုံ့ဆော်ခိုင်းသွားမယ်လို့ပြောကြားထားပါတယ်ခင်ဗျာ။